အုံထမင်းလေးရဲ့အီးပြေတန်တလုံးဒီချင်းဟင်းလေးဘုန်းနမရချင်းမောင်ဟင်းလေးနဲ့လည်းလိုက်တယ်ဗျအပါပြီဆံကနိုးစီဘူး၄ဘူးစာတကြား၅ချက်သာအုံးတို့နိုးစီဘူး၂ဘူးခွဲစာကြက်တော်နီ၅လုံးကိုလေးစိတ်စိတ်ထားပါဗါရဲစားသမင်းစားစုံ၂စုံစီး၂ချက်ခွဲသားပါ ပါဝင်ပစ္စည်းတွေအားလုံးကိုကျွန်တော်တို့အကုန်လုံးထည့်ပြီးသွားတဲ့အခါမှာရေက၃ဖူးခွဲထပ်ထည့်ပါတယ်။အားလုံးထည့်ပြီးသွားတဲ့အခါထမင်းပေါင်းရဲထည့်ပြီးတခြားလေးတမအောင်မှွေပြီးတဲ့အခါမှာကျွန်တော်ပေါင်းထမင်းကြအောင်ထည့်လိုက်ပါမယ်။ A few moments later ။ကုဆိုလို့ရှိရင်အရန်မှွေပြီးအရန်အရသာရှိတယ်။အုံထမင်းလေးရပါပြီခင်ဗျာ။အဲ့တော့ချက်သားဟင်းအတွက်ပြင်ဆင်ထားတာလေးတွေပါ။ချက်သွန်ဖြူချက်သွန်နီဒီကတော့အချင်းမဆလာဖြစ်ပါတယ်။ ဒါကတော့စနွင်စီတကြားအယောင်တင်အချုံမုတ်ဖြစ်ပါတယ်အဲ့တော့ကြက်သားကတော့တပိတ်တာပါကျွန်တော်ဒါကိုကြက်သားကိုအရသာသွင်းပြီးအရင်ဆုံးနယ်ပြီးတော့နှက်ထားပါမယ်ကျွန်တော်ကတော့အိမ်မှာစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အမေကတော့လက်နဲ့ပဲနှဲပါတယ်ခင်ဗျာပအဝင်ပစ္စည်းအားလုံးကိုထည့်ပါတယ်ထည့်ပြီးသွားတဲ့အခါလက်နဲ့တေချာတမအောင်နှဲပြီးတော့ကျွန်တော်တို့နှက်ထားပါမယ်အပြင်မှာမချက်ခင်လေးမှာကြာကြာလေးနှက်ထားပါမယ်ခင်ဗျာ ဒီပါဝင်ပစ္စည်းလေးတွေထဲမှာကျွန်တော်အချင်းမဆလာနဲ့အယောင်တွေနဲ့ကိုအနှဲငယ်ခြံထားပါတယ်စီတက်တဲ့အထည်ကိုထည့်ဖို့ပါခင်ဗျာစီစူလာပြီဆိုတဲ့အခါကျက်သွန်အဖြူနဲ့အနီနဲ့ကိုစီတက်ပါမယ်ခင်ဗျာကျက်သွန်အဖြူအနီကိုမှွှေးနေအောင်စီတက်ရပါမယ်စီတက်ထားတဲ့ကျက်သွန်အဖြူအနီလေးရဲလာပြီးမှွှေးလာတဲ့အခါမှာကျွန်တော်ခုနဖဲထားတဲ့အယောင်တင်ရဲ့အချင်းမဆလာရဲ့ကိုထည့်ပြီးတော့စီတက်ပါမယ် အားလုံးမွေးအောင်စီတက်ပြီးသွားတဲ့အခါမှာကျွန်တော်အသင့်အရအရသာနေပြီးအရသာတွင်းထားတဲ့ကြက်သားလေးတွေထည့်ပါမယ်ခင်ဗျာကြက်သားကိုကျွန်တော်တခါတည်းထည့်ပြီးသွားတဲ့အခါမှာကြက်သားအပေါ်ကြောလေးတွေတင်းပြီးတော့လုံးသွားပြီဆိုတဲ့အထိကျွန်တော်ချက်ပါမယ်အားလုံးလုံးသွားပြီဆိုတဲ့အခါမှာကျွန်တော်ရေလေးထည့်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ကြက်သားကြက်သွားပြီးနူးသွားတဲ့အထိတည်ပါမယ်ခင်ဗျာ ုံထမင်းချက်ဖြစ်တဲ့ရက်ကလေးနဲ့ကျွန်တော်မိုးရက်ကလေးနဲ့တိုက်တော့ကျွန်တော်အုံထမင်းစွန်လေးဖရားကိုစွန်တော့ကပ်ပါရယ်ခင်ဗျာကျွန်တော်ရဲ့ဒုက္ခသူတွေထထူရကြပါစေအဲ့တော့ကျွန်တော်အကုန်လုံးဆင်းနေဖြစ်ပြီဆိုတော့စားပါမယ်ခင်ဗျာဒါလေးကတော့တည့်ချင်တုတ်ကလေးပါတည့်ချင်တုတ်ကိုကျွန်တော်လက်နဲ့ပဲအရင်နေထားလိုက်ပါမယ်ရပါပြီ။ကျွန်တော်အုံထမင်းဆိုရင်အရင်ကြိုက်တယ် အုံထွင်းကိုချက်သားလေးကိုလုံးဝနူးဤနေအောင်ချက်ထားတယ်အုံထမင်းဆိုရင်တအားကြိုက်တယ်ကျွန်တော်အုံထမင်းအုံနှုတ်ခောက်ဆွဲတော်တော်ကြိုက်တယ်ကျွန်တော်စားပါအောင်ခင်ဗျာအုံထမင်းလေးရဲ့အီးပြေတန်တလုံးတိချင်းဟင်းလေးအုံထမင်းချင်းမောင်ဟင်းလေးနဲ့လည်းလိုက်တယ်ဗျာ ဟွန်းဒါတည့်ရချင်းတုတ်ကလေးပါကူလိုပေါင်းလေးနဲ့ချက်တာတအားလွယ်ကူတယ်တော်တော်လွယ်ကူတယ်စားရလေစီတက်ဖို့လည်းမလိုဘူးအရသာလည်းကွက်တိဖြစ်တယ်ဟွန်း အုံနှမလေးစားပြီးသွားလို့ရှိရင်တော့တမယာကြီးလေးတော့တောက်ထားပါတော့နည်းနည်းလေးတချို့ကြတော့လည်းသွေးတိုးကျင်တာမျိုးရှိတယ်ခင်ဗျသွေးတိုးယောဂအခန်းရှိတဲ့သူတွေအတွက်ကြတော့လေအုံဒီနဲ့ပတ်သက်လို့လေမုတ်လဲကြိုက်တယ်ကျွန်တော်ထမင်းဟင်းချက်ရတာလည်းကြိုက်တယ်နောက်ကြလို့ရှိရင်လေအုံနှိုးနဲ့ငဖယ်ကိုချက်ငဖယ်နဲ့ချက်စားရတယ်ကောင်းတယ်ကျွန်တော်နောက်တစ်ခေါက်မှချက်ပြမယ်နော် အဲအကုန်လုံးကုန်သွားပါပြီအရင်လဲစောက်လို့ကောင်းပါတယ်အဲ့တော့ကျွန်တော်ချက်တလုံးမျိုးလေးလိုက်လိုက်ချက်စားကြည့်ကြပါနွေရည်ရောက်ပြီးရာသီဥတုပူရဲ့အတွက်ကြောင့်မလို့အပြင်သွားလာတော့ queue ဆိုင်ပါနေပူရဲကနေအိမ်ကိုချက်ချင်းပြန်ရောက်ချင်းရေခဲရေတွေပါတောက်တာလေးကိုဆင်ကျင်ပါအဲ့တော့အားလုံးပဲအထူး queue ဆိုင်ပါနေပူလာတဲ့နေပူလာတာဖြစ်တဲ့အတွက်ကြောင့်မလို့လေအဲ့တော့ဗီဒီယိုဆုံးတကြည့်ရှုပြီးတဲ့သူတို့တောက်ချစ်နေအောင်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲတတား